မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပြည်မျိုးအုံတော်လမ်းမှာပုံမှုအမှုသူရောက်ရှိနေမှုကို PDN နဲ့ AA တပ်ဖွဲ့ဝင်များရောက်လာတယ်လို့သတင်းမှပေးမှုကြောင့်အချင်းချင်းမှားယွင်းပြစ်ခတ်ပြီးပုံမှုအမှုသူတိစုံနေကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းပြည်မျိုးအုံတော်လမ်းမှာပုံမှုအမှုသူရရှိနေမှုကို PDN နဲ့အေတပ်ဖွဲ့ဝင်တွေရောက်လာတယ်လို့တရင်မှပြမှုကြောင်းအချင်းချင်းမောင်းရင်ပြတ်ခတ်ပြီးပုံမှုအမှုသူတည်ဆုံသွားကြောင်းဒေသစင်ရေးတရင်အရင်မြေတွေကပြောပါရယ်မလ24ရက်မနက်တနင်္ဂနွေချိန်ပြည်မျိုးအုံတော်လမ်းအတွင်းရှိနေအိမ်တလုံးမှာအေအေနဲ့ PDN တပ်ဖွဲ့များဝင်ရောက်တဲခုနေရဆိုတဲ့တရင်နေကြောင်းအကြံဖက်စစ်ကောင်စီတပ်သားတွေဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်းအဲ့ဒီပြတ်ခတ်မှုအတွင်းအဆိုပါနေရာမှာရောက်ရှိနေတဲ့နှစ်တလင်းမျိုးရွာမရက်ကွက်ရွာမလမ်းမနေထိုင်နေပုံမှုအမှုသူကိုစစ်ကောင် စီတပ်သားတွေကမှားယွင်းပစ်ခတ်ခဲ့ပြီးတည်ဆောင်းခဲ့ကြောင်းသိရပါတယ်။တရင်မပီးခံရတာလို့သိရတဲ့အိမ်ထဲမှာစစ်တပ်ပုံမှုကရှိနေတာကို AA နဲ့ PDF တွေအဲ့ဒီအိမ်မှာရောက်နေတယ်ဆိုပြီးတရင်မပီးလို့ဝင်စီးပြီးပစ်ခတ်တာလို့သိရတယ်။ပုံမှုအောင်မျိုးသူကပြည်စာတီမဟုတ်ဘူးနဲ့တရင်ဘက်ကလာတဲ့ပုံမှုလို့စည်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။အဲ့ဒီလိုမှားယွင်းပစ်ခတ်မှုတွေဖြစ်ပွားပြီးရဲ့နောက်ကျန်းဖတ်စကောင်စီတပ်သားတွေကအရက်သားလူငယ်တချို့ကိုဖမ်းဆီးသွားပြီးလက်ရှိအချိန်ထိအဆက်အသွယ်ပြတ်တောင်းနေကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ ဆက်လက်ပြီးပခုတ်ကူမျိုးမှာပခန်းမျိုးကိုလာတဲ့စစ်တပ်စစ်ကူစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုတက်ကြွကြီးနံဦးပါဝင်စစ်သား14ဦးထပ်မင်းတင်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းပခုတ်ကူမျိုးမှာပခန်းမျိုးကိုလာတဲ့စစ်ကူစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာတက်ကြွကြီးနံဦးပါဝင်14ဦးထပ်မင်းတင်ဆောင်ခဲ့လို့ South Thanwai SOPDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါရယ်။မလ18ရက်နေ့ညနေ3:30မိနစ်20ကျင်းပခုတ်ကူမျိုးမှာပခန်းမျိုးကိုထွက်လာတဲ့အင်အား20ဦးကျော်ပါကြံပါတက်ဆင်ထားတဲ့ရှေ့ပြေးတစီကိုပခုတ်ကူရှိစကြဝဠာပိုင်းတနေရာမှာ ားဖြတ်တိုက်ခိုက်ခဲ့ရာကားပေါ်ပါစစ်သား14ဦးထပ်မံနေတိဆုံပြီးဒဏ်ရာရရှိသူများလည်းရှိကြောင်းအဲ့ဒီတိဆုံသူတွေမှာတမတရတမတက်ချက်ကြီးနိုင်လင်းခလာရ235တိုင်ရင်မှာတက်ချက်ကြီးနေဝင်ခလာရ259တိုင်ရင်မှာတက်သားနှုတ်နဲ့မကွေးတိုင်းလှူရှာရဲတပ်ဖွဲ့မှရှင်း10ဦးကျော်လူပါဝင်ကြောင်းသိရပါတယ်ကားကိုတင်းပြတ် RPG နဲ့ရှိတဲ့တဲ့ကနေပြတ်တာကားလေးကိုဖောက်ဝင်ပြီးနောက်ခန်းထဲမှာပောက်ခွဲတယ်ပြီးတော့40မှာမှဘုံသုံးလုံးနဲ့ကားလေးကိုကွက်တီကြောင်ပြတ်ထားနိုင်ခဲ့တယ်ပြီးတော့လက်နက်ငယ်ရီနဲ့ပါဝိုင်းပစ်ခဲ့တာကားကိုစီးနင်းပြီးတိမ့်ပိုက်ဖို့လုပ်တဲ့အချိန်မှာ ်ကျွန်တော်တို့တပ်ဖွဲ့ရဲ့စစ်ကြောင်းမူလက်နက်အရာတက်ပြီးထိခိုက်ဒဏ်ရာရရှိသွားလို့လူအသက်ထက်ဘာမှတန်ဖိုးမရှိဘူးဆိုပြီးပြန်ဆုံခဲ့လိုက်တာလို့စောက်သန်းဝိုင်းရဲ့ဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကပြောပါတယ်တင်ဆောင်သွားတဲ့စစ်သားရဲရီရဲ့အလောင်းတွေကိုသက်ဆိုင်ရာတိုင်ရင်တပ်ဖွဲ့ရီထံတင်ဆောင်သွားပြီးမကွေတိုင်းလှုံ့ဆော်ရဲ့တပ်ဖွဲ့ဝင်ရဲ့ရှုံလောင်းတွေကိုအနီးနားရှိလီရင်ကွင်းကိစ္စကကိုတင်ဆောင်ကတကြုံလိုက်တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုစောက်သန်းဝိုင်းရဲ့ဆို PS PDS ရဲ့နမ်မီကြောင့်စစ်စစ်နိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထုတ်စစ်ကြည့်တဲ့ဆင်ရွေးပြီးဆက်အနာသိမှုအစုံတက်ပြီးဖို့ NUG ကဝန်ဝင်ကြီးအတိပေးကြီးများတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထုတ်စစ်ကြည့်တဲ့ဆင်ရွေးပြီးဆက်အနာသိမှုအစုံတက်ပြီးဖို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကဝန်ဝင်ကြီးဦးရင်မွန်ကအတိပေးကြီးညာလိုက်ပါတယ်။မလရှင်ရနီကကျင်းပခဲ့တဲ့တမူးတင်တဲ့အမတ်စဉ်တင်မြင့်ဆောင်2024တင်နန်းဆင်ပွဲကိုပေးပို့တဲ့တဝန်လွှာ၎င်းကထည့်သွင်းပြောကြားခဲ့တာ 王。嗯 မြို့သိမ်းတိုက်ပွဲအတွေ့အကြုံများရယူခဲ့ဖြစ်တဲ့အတွက် PDN ပါကဖားနဲ့မဟာမိတ်တော်လိုင်းဖွဲ့ရင်းအားလုံးလက်တွဲပြီးစစ်မျက်နှာလိုက်ထောင်တောင်းချင်အင်အားနဲ့အထွေထွေထိုးစစ်ဆေးဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ကြတော့မယ်လို့ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြောကြားလိုက်ပါတယ်။တော်လိုင်းအစောပိုင်းကာလမှာတဖက်ကတပ်တီဆောင်ရင်တဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စစ်ရေးလှုံ့ဆော်နိုင်အောင်ပထမဆင့်ကြိုးပမ်းခဲ့ရတယ်။ဒုတိယဆင့်အနေနဲ့ဒုတဲ့အင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းတိုက်ပွဲရင်းဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ကြပြီဖြစ်တယ်။ဒါဆို ရင်တတိယဆင့်ကဘာဖြစ်မလဲ PDF ဘက်ကဖာနဲ့မဟာမိတ်အွန်လိုင်းဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ် အဆုံးတနည်းမှာဆုံးယုံမှုမှန်သမျှကြဆောင်ပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံမှာဖြစ်တဲ့ပြည်သူတော်လှန်ရေးမဟုတ်ချအောင်မယ်လို့ NUG ကကွေးဝင်ကြီးဦးရင်မွန်ကပြောပါတယ်။ PDN ပါခဖရဲဘော်များ COC နေရနဲ့တိုင်ဆွမ်းရင်အကောင့်ရဲ့ရဲဘော်တွေဖြစ်ရေးကိုစဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ကြောင်းတက်မတော်ထူထောင်ရမှာလက်နက်ကင်အင်အားစုအားလုံးအလံတော်တစ်ခုတည်းအောင်မှာစူးစီးပြီးပြည်သူတော်လှန်တရားစင်နွယ်ဖို့နဲ့စနစ်ပြောင်းရေးဦးတည်တဲ့တော်လှန်ဖြစ်တဲ့အတွက် Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတက်မတော်တည်ထောင်တဲ့အခါရှေးပြေးမြို့ တည်ဖြစ်စေဖို့ရည်ရွယ်ထားကြောင်း၎င်းကပြောဆိုပါရယ် PDF ဘာကဖရဲဘော်တွေ COC နှစ်ရက်နဲ့တိုက်စွမ်းရင်အကောင်နဲ့ရဲဘော်တွေဖြစ်စေဖို့ဟာငါတို့စဉ်ဆက်မပြတ်ဖော်ဆောင်မဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ကဒီတာဝန်ကိုထမ်းဆောင်ဖို့အစဉ်အသင့်ဖြစ်ကြပြီလို့နားလည်တယ်တမူးရီရဲ့ဦးဆောင်မှုကိုကျိုးစွန်အနစ်နာခံမှုနဲ့တက်ကိုကောင်းတဲ့ကောင်းမာတဲ့မအောင်တိဆောက်ကြမှာဖြစ်တယ်လို့ဥယင်မွန်ကဆက်လက်ပြောဆိုပါရယ်ဒီကနေ့တော်လိုင်းအချိန်ကြီးရရကိုကြည့်မယ်ဆိုရင်တော်လိုင်းအောင်မြင်မှုနဲ့တော်လိုင်းအောင်မြင်တဲ့အခါမှာပြည်သူများမျှော်မှန်းထားတဲ့ဖက်ဒရယ်ဒီမို ရေစီပြည်ထောင်စုထူထောင်နိုင်ဖို့ PDF တက်မတော်မှာတာဝန်ရှိကြောင်းအသိပေးထားပါရယ်ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်တက်မတော်ရဲ့တက်တန်းကလင်းနစ်ပြေဖို့လပိုင်းတာလို့တော့တယ်ဒီအချိန်မှာ PDF တက်မတော်ကိုဦးဆောင်ပြီးအစဉ်စဉ်တော့တော်နိုင်တာဝန်ကိုထမ်းဆောင်မဲ့တမူကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ယုံကြည်တယ် တက်မူးကောင်းမှာတက်ကောင်းမယ်ဆိုတဲ့ဆိုရိုးစကားလည်းရှိရဲတက်မတော်တရဲ့တိဆောင်ရာမှာတက်မူးတွေရဲ့အခန်းကဏ္ဍဘလောက်ကြီးမှတလဲဆိုတာတော့အထူးပြောဖို့လိုမှာမဟုတ်ဘူးလို့၎င်းကမိန်ကောမှထည့်သွင်းပြောဆိုခဲ့ပါတယ်။အဆိုပါတက်မူးတင်နန်းမဆင်တက်ကိုအမတ်တစ်စစ်ဒေသမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးတင်နန်းကာလ၃လကြာမြင့်ခဲ့ကြောင်းတင်နန်းအောင်မြင်ရေးအတွက် KAI တက်မတင်နန်းစီရအရာရှိများနဲ့ PDS စင်ယုံကျုံမှာတာဝန်ရှိသူများကပို့ချခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံဘဏ်ကောင်မျိုးမှရှစ်တိုင်းမှုဖြစ်ပွားခဲ့ပြီးတည်ဆုံခဲ့တဲ့ SMB တောင်းတက္ကသိုလ်မှကျောင်းသားများအတွက်တရားမျှတမှုရရှိရေးမိသားစုဝင်များတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ SMB တောင်း University မှာမြန်မာကျောင်းသားနဲ့ နှစ်ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်နဲ့ကားတစီပြင်းထန်စွာတိုက်ခိုက်ခဲ့တဲ့အတွက်မြန်မာကျောင်းသားတအုပ်တည်ဆုံးခဲ့ရပြီးအဆိုပါဖြစ်ရအတွက်တရားမျှတမှုရရှိရေးတည်ဆုံးသူကျောင်းသားရဲ့မိသားစုဝင်ဖြစ်တဲ့အသက်၁၉နှစ်အရွယ်ကျောင်းသားကဦးဆောင်ပြီးတရားမျှတမှုရရှိရေးတောင်းဆိုလျက်ရှိကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်က၂၀၂၄ခုနှစ်နိုဝင်ဘာလ၁၈ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတက္ကသိုလ်ကျောင်းသားနှစ်ဦးဆိုင်ကယ်နဲ့တက္ကသိုလ်အသွားလမ်းမှာရှင်စီကန်ချိုးပေါက်ကမြင်းတေကိုဖြတ်ကွေလာတဲ့ကားတစီနဲ့တိုက်မိပြီးတအုပ်တည်ဆုံးပြီးတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသ သိရပါဗျ။မတော်တဆမှုဖြစ်ပွားပြီးချိန်မှာအရေးပေါ်ကုသမှုမရရှိခဲ့ပဲနောက်နေ့ကြမ်းကြမှုတက္ကသိုလ်ရဲ့လိလူရှုမှုတို့ကြောင့်ကြောင်းသားတအုပ်အသက်သေးဆုံးခဲ့ရတဲ့အတွက်တရားမျှတမှုရရှိရေးတောင်းဆိုရခြင်းဖြစ်ကြောင်းအသက်သေးဆုံးတဲ့အထိဖြစ်ပွားခဲ့တဲ့မတော်တဆမှာရင်းစည်းကမ်း ဖောက်ဖြက်မောင်းနှင်ခဲ့သူကတားမြစ်တဲ့ခန်းငယ်ကွေကိုမစင်မချင်းကွေပြီးလမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ကြောင်းသားများဆိုင်ကဲအရှိန်မသက်နိုင်ပေရှင်တိုင်းမှုဖြစ်ပွားခင်ရခြင်းဖြစ်ကြောင်းသိရပါတယ်။လူသေးဆုံးရတဲ့အထိရင်တိုင်းမှုပြင်းထန်ခဲ့တော့လဲတက္ကသိုလ်မှာ CCTV မှတ်တမ်းနဲ့ကားဘလက်ပေါက်မှတ်တမ်းလေးမရခဲ့ကြောင်းတန်ရာရရှိခဲ့တဲ့ကြောင်းသားတွေကိုစေယုံကိုပို့ဆောင်ဖို့အတွက်လဲတက္ကသိုလ်ပိုင်းလူနာတင်ရင်ကတန်ရာပေါက်ကပြက်စီးနေတဲ့အတွက်စေကူသားခွင့်မရပဲတနိုင်နီးပါးကြောင်းလဲနေခဲ့ရကြောင်းတည်ဆုံးခဲ့ရတဲ့ကြောင်းသားရဲ့မိသားစုဝင်ကလူမှုကွန်ရက်ကိုမျှဝေရဲစား ာမှာဖော်ပြထားပါတယ်။ အဲဒီလိုတက္ကသိုလ်ကျောင်းဝင်းအတွင်းကျောင်းသားအသက်ဆုံးရှုံးရတဲ့အထိဖြစ်ပွားခဲ့တဲ့ရှင်တိုင်မှုမှာတက္ကသိုလ်တာဝန်ရှိသူတွေကကူညီပေးခြင်းမရှိကြောင်းစေယုံကိုရောက်ရှိချိန်မှာ passport စာအုပ်မပါခဲ့တဲ့အတွက်စေယုံရင်စေကူတာမှုညှဉ်းဆန်ခြင်းခံခဲ့ကြုံတွေ့ခဲ့ရကြောင်းအဲဒီလိုမျိုးမလိုလားအပ်တဲ့အချင်းကြမြင့်ခြင်းတွေဖြစ်ပွားခဲ့ရတဲ့အပြင်စေယုံရောက်ချိန်မှာလည်းဗန်နသိမ့်ပြီးမှသာခွဲစိတ်ပြီးမြင်ဒီလိုမဟုတ်ရင်ခွဲစိတ်ကူတာမှုမလုပ်ပေးနိုင်ဘူးဆိုပြီးပြောဆိုခြင်းတွေကြုံခဲ့ရပြီးပြင်းထန်အုံနောက်ဒဏ်ရာကိုခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာဆရာကိုင်းနှုတ်တာကြံပြီးကွယ်လွန်ခဲ့ရကြောင်းသိရပါတယ် ဒီလိုပြည်ရတွေတည်ဆုံတည်နေမိသားဆိုရင်ကြုံတွေ့ကြရတော့လဲចောင်းဘက်မှာလိုက်ပါကုညီခြင်းမရှိပဲကျူးလွန်သူကာသမားကလည်းပြစ်ဒဏ်လျှော့ပေါ်ဖို့အတွက်ရေးစကန်မှာခံဝင်ပြေးထိုးခြင်းများလှုပ်ဆောင်ကညနေ၄နာရီခန့်မှာမှဆေးရုံကိုရောက်ရှိလာခဲ့ကြောင်း စာပနာအတွက်လို့ဆိုပြီးကာသမားစီမှာဘဏ္ဍတောင်းလာပြီးခင်ရတရားခံကိုတရားဆွဲဆိုကတရားမျှတရေးတောင်းဆိုမှုမလုပ်ဖို့တက္ကသိုလ်မှာဖိအားပေးခြင်းများလှုံ့ဆော်ခဲ့ကြောင်းမိသားစုဝင်တွေကကာသမားကိုဘဏ္ဍတောင်းပြန်ပေးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ရင်တိုင်မှုဖြစ်စဉ်မှာအသက်ရှင်ကျန်ရသူအသက်16နှစ်အရွယ်ကျောင်းသားကိုလည်းကျောင်းရင်ဝန်ထမ်းများကမင်းကိုနိုင်ကွမ်ကိုမပြောင်းခြင်းမို့ဆိုရင်ဒို့ရီကိုလေးစားပါလို့ပြောဆိုကထပ်မံချိန်မောင်းခြင်းများလှုံ့ဆော်ခဲ့ပြီးကျောင်းတာဝန်ရှိသူတွေကထိခိုက်နစ်နာသူတွေအပေါ်စာနာစိတ်ကင်းမဲ့တဲ့ပုံစံတွေပြသခဲ့ကြောင်းနစ်နာ သူမိသားစုတွေကိုကူညီပေးနေတဲ့မြန်မာကျောင်းဆရာတွေကိုနှောက်ယှက်ခြင်းတွေနဲ့လှုံ့ဆော်ခဲ့ကြောင်းမိသားစုဝင်တွေစီမတင်ရပါတယ်လက်ရှိမှာနိနာသူမိသားစုဝင်တွေကတရားခံရှင်ပေါင်းပါဝင်တက်ကတော်ရင်တာဝန်မဲမှုကိုပါတရားစွဲဆိုထားပြီးတရားမျှတမှုရတဲ့ထိတောင်းဆိုသွားမှာဖြစ်ကြောင်းလူမှုကွန်ရက်မှာဖော်ထုတ်ထားတယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်